အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူဆရာကြီးငိမ့်ကျော်ရေးသားသောစပြည့်တိမချိုမရှင်လို့အမည်ရတဲ့ဝိထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာစပြည့်တိမချိုမရှင်အခန်း၈ညှော်လင့်ကြီးစွာညှော်လင့်ထား၍ဖြစ်မည်သူအိမ်တို့တွားရလမ်းတစ်လျှောက်တွင်ကျွန်တော်ရင်ခုန်သည်ခင်မများများတည်သာဆိုသည် ကျွန်တော်ကို သူ့အချစ်အပြည့်ပေးမည်ဟုမပြောခြင်းပြောခြင်းပြောခဲ့သည် နေတိုင်းနေပါလူကြုံစာကြုံဖြင့်ကျွန်တော်အဖြေတောင်းသည်ဘာတူလဲမရှိဘူးဘာပြောရမလဲပြောဟုတ်တယ်လီဖုန်းထဲကအပေါက်ဆိုးဆိုးပြောတော့သူ့အဖြေနဲ့အမေမရှိလည်ရင်ကျွန်တော်ဖုန်းဖြင့်နဗူနဆာပြောသည်အိုးတိတာမှနှလားမပြည့်သေးဘူးအချိန်ယူစဉ်းစားရမယ်ဟုတ်ခင်များများတိတာဆိုညင်းသည် အဖြေကြချောင်းမယာမန်တိဟန်တူဤတနေ့တွင်ဖြေမည်ဟု သူပြောသည် ကျောင်းပိလဖြစ်သောကြောင့်အိမ်ကိုလာလဲဟုသူဝန်းဝန်းဆာဆာချိန်သည်သူမိဘတွေအိမ်မှာရှိနေပါကချိန်မီမဟုတ်ရှာမွားတို့အရောက်တွင်ကျွန်တော်အိမ်စီတို့နှံ့ကြည့်ရှာနေတွင်လူရိပ်လူရှည်မတွေ့ရဆေးပြူတုတ်ထားသောတက်သားတကားကိုတောဖွင့်ပြီးကျွန်တော်ဝင်သည်အနည်းအစိတ်30ပုံစံတစ်ထပ်တန်တကားနေတွင်တစုံတစ်ယောက်ကိုရိတ်ခနဲမြင်လိုက်ရ၏တကယ်ရွေးနှစ်ဖက်ကိုညာပဲ တော့ဖွင့်လိုက်တော့မှခင်မြမြဒေတာဆိုမှန်းသိလိုက်ရသည်သူသည်နေရောင်ကအောက်စီသို့ဆင်းလာ၏ထို့နောက်တန်းစပွဲကလေးထိုင်လေးတွေရှာထားတော့တက်ခွအစင်းတွေအနည်းသို့တွားကာကျွန်တော်ထိုင်ရန်လက်ပြသည်ကျွန်တော်သူ့ကို ပြုံးပြသည်ပြောတရားစကားမရှိ၍နှုတ်သိမ့်ရာခမင်းစားပြီးပြီလားအိမ်ရှိသူမျက်နှာမူကသူထိုင်၏အရှိသူမျက်နှာထားပေးကာကျွန်တော်ထိုင်ပြီးမှညနေသားမစားရသေးဘူး ညနေ3နာရီမထိုးသည့်တီကို သူခနဲ့မှတတိရသည် ကျွန်တော်ပြောမှာကျွန်တော်တော့မနက်စာခုထိမစားရသေးဘူးပထမနေ့စာမေးပွဲပြီးတာနဲ့လမ်းကလျှောက်လည်နေတော့ဘယ်စားရအောင်ပါလဲမဟုတ်ဘူးကျွန်တော်မျောလင်းရက်တစ်ခုကြောင့်စိတ်ဆောပြီးထမင်းမစားနိုင်သေးတာအသေးနှလုံးအောင်ပါလေတိမ့်တီဆိုပါတော့ပညာချခြင်းကျင်ရမချကြနဲ့ဆိုတော့အတိတ်နဲ့ထိုးဖို့ကောင်းတယ် ကျွန်တော်ကိုသူထိပြီသူမျက်နာသည်တင်းမာခြင်းမရှိချိုသားခြင်းမရှိကျွန်တော်ကိုမနှိမ့်မြခြင်းလိုလားခြင်းမရှိတော့မျက်နာအကဲခက်ရန်ခက်ခဲသောအနေထားဟုကျွန်တော်နားလည်ရ၏ကိုဝမ်းပူဇာမနေသားဆိုသလိုပါပဲကိုရင်ပူဇာမနေသားတို့ပါမြတီတာဆိုညာတလုံးကိုဖြုတ်၍ကောင်းသောအမိကိုဆက်ချင်းဖန်နေပြီးကျွန်တော်ပြောလိုက်သည်ကျွန်တော်စကားကထိရောက်သွားဟန်တူ၏သူ့နှုတ်ခမ်းတွင် အပြုံးရိပ်မတိမတား ရှိလာ၏ကျမကတော့အချိန်ရှိသေးပြီကြောင်းစားပဲစဉ်းစားနေတာပဲကိုအောင်ဦးစွေစကားလံစကားများတို့သည်ထမ်းမြတ်တမျှမက အသုံးပြုသူကျင်တဲ့ဒီကိုတိခဲ့ပြီးဖြစ်သည် စိတ်တက်ကသူအကြောင်းသူဘဝကိုခုံမင်းလွန်းသူဖြစ်၍လာမသည်ပညာရေးစကားတွေကိုသာပြောကာပြောကာငင်းခဲ့သည် စကားဟောင်းကိုပင်သူပြန်ကြော့သည်ကျွန်တော်ကအကြောင်းစာကိုလည်းကြိုးစားတာပါပဲ ចောင်းသားတယောက်အနေနဲ့တိတ်ဆောတဲ့ဆန္ဒတွေကိုမစင်းစားဖို့နေဖို့ကောင်းတယ်။ကျွန်တော်ပြောပြပါမယ်ကော။အရှိဆိုတာကိုဘယ်တော့မှမစင်းစားခဲ့သူပါ။ကျွန်တော်ဒီတသက်မပြောဘဲနေခဲ့မယ်လေလို့တောင်စိတ်တောင်ကူးခဲ့သေးတယ်။မတော်တဆကံမကောင်းခဲ့လျင်တိတ်ခံစားရမှာကြောက်လို့ပါ။ကျွန်တော်ပြောမိတာပြောရသည်။စကားကအတိတ်ကိုကဘာနဲ့ရှင်း၍ပြောရမလဲ။သူ့ကိုတွေ့ဖို့ဒီမှာယနေ့ပါမှနှစ်လားပြည့်ရန်ရပ်ပိုင်းလို့သေးသည်။ မြင်ဘူးပြီဆက်ရှိရအကြပင်ကျွန်တော်မိတ်ဆွေ သူ့မိတ်ဆွေ သူစားတင်ထမစာပေးသည်မနေ့ကတနေ့ကနှစ်တွေလာတွင်ဟူသောစကားမျိုးထဲ့ပြော်၍မရစကားလုံးမလာသဖြင့်စကားနှစ်နာလာသည်ကျမတို့အတိဖြစ်တာဘာကြသေးလို့လဲကာလကိုသူဆိုသည်နှင်းဆန္ဒထင်းနေကကွာလာသည် ခိုင်ဝင်းရင်နဲ့လည်းရှားနာလာသည်တတ်နေမူအစာများစွာမတူ တန်းနဲ့ကျွန်တော်တည်တည်မှာတလားမပြည့်သည်မေတ္တာအရှိန်နေပေးလွန်းတဲ့ခင်ကျွန်တော်မှာစိတ်ပင်ညစ်ချင်ခြင်းမေတ္တာတရားကို အရှိန်နဲ့တိုင်းတာလို့ရပါသလားမြသည်ဟာဆိုရဲ့သူပြုံးဤခေါင်းခါဤညင်းပြုံးကိုဥစွာပြုံးပြီဘဝကိစ္စလေဟုတ်ပါတယ်ဘဝကိစ္စပါပဲကျွန်တော်ကလည်းဘဝအထိစဉ်းစားပြီးမှပြောခဲ့တာပါကိုမြင်ကိုပြောအခုပြေကိုရှိအခုကိုရဲဆိုတာ အိမ်တွေရှိတဲ့သူတွေရှောင်းနေရှိပါတယ်။ယာစုနှစ်တွေရှိယာရှိထောင်ချီဆောင်ပြီးမှစဉ်းစားမှဖြေမှမြေတားစေဖြစ်နိုင်မယ်ဆိုပါတော့ကျွန်တော်အပြောကြောင်းဆက်ခနဲကြည့်ดิထိတံပါမန် ကျွန်တော်တိတော်လဲနှုတ်မထိနိုင်ねသူ့အကြည့်ဒီစူးစူးချာချာဒါကကျမတယောက်ထဲရဲ့အယူဆပါတခုတော့ကျမပြောနိုင်ပါတယ်ကျမလေးလေးနက်နက်မစင်သားပဲပြောနေတာတော့မဟုတ်ပါဘူး ကျွန်တော်ဘလို့နားလည်ရမလဲကျမစဉ်းစားချင်ပါသေးတယ်အဖေကရောစဉ်းစားတာကိုအချိန်ယူချင်ပါတယ်ဖြေရတာတခဏလေးပဲဟာတင်ကြတဲ့ပုဂ္ဂိုလ်ဆိုပါတော့တင်းတဲ့တဲ့ပေါင်းတာနှစ်ပဲစိတ်အတွက်ပဲအတွက်အတွက်စက်ခုပေါ်ချပဲအတွက်အတွက်စက်နဲ့ပဲအတွက်အတွက်အဖေကနှစ်အချိန်ယူတာနဲ့အဖေကထူးခြားသလားဟင် ကျွန်တော်စကားကိုသူရဲသည်ဘာကြောင့်ရဲသည်ကိုမသိခဏနေတော့မှ အဖြေမားတဲ့တင်ချာပါရေးလေမှားပါတယ်လို့ပြင်ဖို့ဒါမှမဟုတ်နစ်နာလဲနစ်နာပေါ့အိမ်တော်ကြီးကအမှားမခံဘူးလေကျွန်တော်မမှားပါဘူးနော်ဘာကိုဆိုလိုတာလဲကိုအောင်ဆွေဦးမြတီတာဆိုကိုကျွန်တော်ရှက်တာလေတို့မဖြစ်ပါနဲ့ဤသူစကားတခုံးကိုကြားရနေမည်မဟုတ်ဟုသိသည် အရေးကြီးတာက ကျွန်မမမှားဘူးပါအဲ့တော့တွေ့ရတဲ့အထိကျွန်တော်ဖြစ်နေရော့သလားဗျာ ကျမမပြောတတ်တာအမှန်ပဲဒါဖြင့်ကျွန်တော်မမျှော်ကိုးနိုင်တော့ဘူးလို့ဆိုလိုတာပေါ့ဖြေဖို့အတော့ကိုကြာမယ်လို့ကျမစောစောကပြောပြီးပါမကောရှင်မတုံ့ပြန်နိုင်တော့ဘူးလားမြတီတာဆိုအဲ့ဒါလို့အတိတ်ပဲကောက်မယ်ဆိုရင်လည်းမဖြစ်နိုင်ကြရမရှိပါဘူးကျွန်တော်မျက်လုံးဝိုင်းသွား၏အပြောသူ့စကားကုန်သည်ရွေးရာသို့လိုက်ပါလိမ့်မည်ကျွန်တော်ဘယ်လားလောက်ပြက်ပြက်တတတိရပါမလဲကျမအင်း လေးငါးနှစ်တော့စဉ်းစားရမှာပဲစိတ်ထဲကဖျားတမိဤမကြည်မနဲ့လည်းဖြစ်မိဤကျွန်တော်ဤရုပ်ရည်မိဘအချိန်ဝါဂုံတနာအနေထားတွေအလုံးအငွေ့ပြန်သွားတကယ်သို့ခံစားရသည် မာနသည်သူ့ကိုကြည့်သောအကြည့်တဲတွင်ပပြင်းထသွားမှသေချာသည်ကျွန်တော်အေးနေသွားသည်မှာကြည့်မကောင်းတော့ဟုနားလည်လိုက်သည်ထာယာမရုပ်ရှင်ထားလိုက်သည်ကျွန်တော်သွားတော့မဟုတ်မကောင်းတဲ့တဲ့ဖြင့်နှုတ်ဆက်ရသည် ကောင်းပါပြီဟုပြောတော်သူအတန်သည်စာသည် စွာသည်ဟုခံသာရ၏တက်စီတို့ဒီကနေ့တန်းသွားရန်စပရင်တာကားကိုအိမ်ပြန်ရန်ကျွန်တော်မှစိတ်နှခွာအခန်းနှင့်ကိုဦးကလည်းဖြေတာပေါ့စောလိုက်တာတက်သည်ကျွန်တော်ကိုပြုံးရယ်ပြီးပြောသည်ယခုမှရှင်၍ရှင်၍တတိပြုမိသည်တက်သည်ခင်များများတည်တာဆိုထက်လှသည် တက်ကတော်ចောင်းသူ တဲ့ဤမိဘတွေနဲ့ကျွန်တော်မိဘတွေအချင်းဝါချင်းရေတူတန်းတူမစောပါဘူးနောက်ကြတယ်လို့တောင် ကိုထင်းနေတာသွားကလေးတွေပေါ်လာသည့်တိုင်သူပြုံးလေဤတက်ကမိန်ကလေးလေဒါဖြင့်ကိုဦးကရှောက်သေးသေးပြတယ်မဟုတ်လို့လားဟန်ဆောင်နေမှကျွန်တော်ကိုတိတာစေတော့အမှုရအေးဖန်ခွက်ကိုရှေ့သို့ထိုးပေးပြီး အေးတောက်ပါဦးဒီအေးနဲ့ရင်ထဲကအပူပဲငိမ့်နိုင်ပါမလဲတက်ရဲ့ ကိုကာကိုလာဘူးထဲမှာဖြော့ထည့်ထားပြီးသားကျွန်တော်ရင်မရေတရေခုံသွား၏ဘာဖြော့ထည့်ထားလို့လဲတက်အရှိလေအခန်းတော်တန်းနဲ့ကျွန်တော်ရှေ့သူဘုံမတို့ရောက်ပြီး၅ရက်အကြာတွင် သူစားတင်ကို ကျွန်တော်ပြောလိုက်သည်အရှိစိအရှိမှန်ကိုရကျင်လို့ခင်မြမြတည်တာဆိုနဲ့ကံကောင်းထောက်မှပြီးလွဲခဲ့ရတယ်ဟုပြောခဲ့သည်ကျွန်တော်စကားကိုသူစားတင်သည်ခင်မြမြတည်တာဆိုထံသို့ယူဆောင်သွားသည် ၄င်း၅ရက်အကြာတွင်သူစာတင်ကတီရဆိုးကသူစာကိုပြန်ပြောခိုင်းလိုက်တယ်။နောင်တရပြီတဲ့လားအခုမှတော့နောက်ကျနေပြီတန်းစီလို့လည်းမရနိုင်တော့ဘူး။မဟုတ်ဘူးသူကပိုးပြီးကုတူကံကောင်းတာပါတဲ့။မင်းနဲ့ပိုင်းတွင်ငင်းယုံပြောယုံနဲ့ဖြေတာမျိုးတွေကကားမှတ်တိုင်းတို့ဘူတာတို့တင်မောစိတ်တို့ပွဲစည်းတို့မှအများကြီးတဲ့။ကိုကြိုက်ရာကိုနဲ့တန်ရာရာသမြဲတဲ့ ကျွန်တော်ဒေါသဖြစ်ရသည်ရှေပရန်ခန့်နေသည် မိန်းကလေးနှင့်တူပြန်ရန်ဖြစ်သည်ဆိုသည်ဟု အပြောခံရနိုင်သည် မရသောအာဃာတဖြင့်ညှိုးပြောပြောသည်ဟု ဆိုမှဆိုရသည်တင်သာတိုင်းမကျေနပ်သောသူစကားကိုတတ်ရှိတွင်မပြောကောင်း၍မပြောရမပြောရမဟရသောကြောင့်မျိုးသိမ့်ရန်ဒုက္ခခံရသည် ထို့ပြင်တက်သည့်လည်းရင် ကျွန်တော်ကိုမကောင်းသောသူဟု ထင်ပေလိုက်မည်။စပြည့်သည်မချိုမရှင်း ငိမ့်ကျော်စာပန်းကင်းအမှတ်3 1968နေလာဟုတ်ကဲ့ပါခင်ဗျာအခုဆက်လက်ပြီးတော့လဲစာရေးသူဆရာကြီးငိမ့်ကျော်ရေးသားတော့တန်ဝေကားလို့အမည်ရတဲ့ဝိထုတော်လေးကိုဆက်လက်၍ဖျားချတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာအခန်း1ရွာဖျားပွဲကခုနှစ်ရက်ကျင်းပတာခမညာကျုပ်တို့ရွာကရောရွာနီးပါးကျင်းတွေကရောဒီဖျားပွဲကိုအားခဲကြတာတပေါင်းလာထဲမှာကျင်းပတာ လာပြေအာယုန်တက်တတိကဆရာတော်များဆွန်ကရေစက်ချပြောပိတ်ဖျားပွဲပြီးတဲ့ညအဲ့ဒီညဗလာပွဲလဲနောက်ဆုံးညပဲလာဇန်ကိုရက်ဆိုပွဲဝင်ပြီဈေးတန်းစပြီဖုံးတော်ကြီးအကြောင်းဝင်ဖျားပရဝုန်တဲလဲစီကားပြီပွဲကင်းလဲစီပြီဒီနေ့တော့အငိမ့်အစာဇက်ကြီးကိုငှားမယ်ကြံထားကြကဟန်ကြသွားတယ်စပားဈေးကောင်းရတော့အိမ်တိုင်းငွေစရွှေစရွှင်ပါ ပိုရွာဒီရွာတွေလည်းဒီလိုပဲတနေ့လုံးရွှေမိုးငွေမိုးရွာထားတယ်လို့ဒီတော့နာမည်ကြီးဆက်ကို တက်ကင်နိုင်တဲ့ဗောဗျာဖျားပွဲကျင်းပါဖို့ဆရာတော်ဘုရားเจ้าမှာကျုပ်ဥဆောင်စော်အော်ပြီးအစည်းအဝေးလုပ်ခဲ့တယ်တုတာကုတာတာဝန်ခွဲယူကြတာပဲပွဲငါရီစီကားရီပိုရွာဒီရွာကဆရာတော်များပင့်ရီတာဝန်ဆက်ရီပြုတ်ရီပွဲစီဈေးကောက်စတဲ့ဟာတွေဗော ကိုငှက်ကကမခရခေါင်းဆောင်ဆိုတော့တာဝန်တခါတည်းရှလိုက်တော့ဗျာ။ဘိုက်ကြီးကလမ်းပြောတယ်။ဒါနဲ့ငထွန်းကဇက်စင်ဆောက်ရေးတာဝန်ယူ။ဖိုးဆောင်ကအာယုံဆုံးဆက်ပြုတ်ရေး။အောင်ဖို့ကဇေဒီတော်ထုံးတင်ကန်းကဲ။ကျေးစင်းလူတော်ရောင်တော်ဖွင့်။ဆရာတော်များအကျိုးထောက်တာဝန်။မေဟန်ကဆက်ရေးပြုတ်ရေး။တာတင်းကဇတမားတွေကြိုးဖို့တာဝန်ပါပဲ။ဒါပေမဲ့ဒူလာယောဂထားတို့တခြားတက်တောင်းတက်တာတာဝန်ပေးလိုက်ရတယ်။ ဒါနဲ့ငဖျံကိုကျုပ်ကတာဝန်ပေးတော့စကားတန်ရှောင်းတန်ရေတန်တွေနဲ့ရှိတယ်။စောသားဆောင်က ရုပ်ခနဲ့တိတ်သွားရော ဖြစ်ပါမလားကိုငက်ရကြည်လဲလို့ဒီကောင်ကလက်ကြောတင်းတဲ့ကောင်မဟုတ်ဘူးဟန်ပါမလားစတဲ့အတန်တွေတီတိုတီတိုကျုပ်ကမကြားချင်အောင်ဆောင်ပြီးတခြားတာဝန်တွေယူရမဲ့သူတွေကိုလည်းလက်ညှိုးထိုးပြီးတာဝန်ခွဲလိုက်တယ်အခန်းနှင့် ငဖျံကိုဘာလို့ဒီနေရာမှာထားရတယ်လဲဥငှက်ယူဒီကောင်ကဘာတောင်းဝညာတောင်းဝဘယ်နေရာညာနေရာဆိုတာလိုချင်တာယူထားတဲ့နေရာရဲ့တောင်းဝကြတော့ဣအောင်ဝါဇက်အဖွဲကိုကြိုးကြိုးဧကန်ရေးဆိုတော့ငဖျံပင်ပန်းချမယ်တကူကမှစားမယ်တောက်မယ်ဝါမယ်လေပန်းမယ်ရောင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 ်နဲ့လက်ရလက်ရလှုပ်ပြဖို့ဝါဒနာအခန့်ရှိပြီတော့ငဖျံမောပင်လိုက်မယ်ရှင့်ဇတမားတွေကို အယိုးကြီးဆက်ကြွေးပြီးသူကြတော့အသေးအမြင့်နဲ့အနဲ့နာခံစားပေးမှာပါ။ငါဖြံကအဲ့ဒါလိုအနဲ့နာခံတတ်တာတရွာလုံးအတိပဲလေ။ဒါနာရေးမှုမဲတော့နဲ့စိတ်ရင်းစစ်မဲညိုတော့ငါဖြံရှင်းတဲ့နဲ့မှမယိုးရင်ဗတိုင်းဒီတင်းတောင်းနဲ့စားတော့မယိုးတော့ဘူးပတ်ပေတော့ပြု။ဟိုးငှက်ရိုးနဲ့ဒီကောင်ကိုရေရေရရလှုပ်ပြီးဘာလို့ပွဲထုတ်ရပါလဲ။သူနဲ့တတ်တူရဲမြကာလာသားတွေကတော့ခြောက်နာ ငါဖျန်းဆိုရင်ပြောလိုက်ရင်မိုးလာကဲလားအခုပဲလန်ဒန်သွားတော့မလို့အခုပဲကာလာကတာ သွားတော့မလို့အလौကြီးအကန့်ကြီးတွေကပဲသူ့ကိုတမျောမျောမျောနေတဲ့ပုံဇကားဟရင်အကုန်သိဂါကနနာမေးတော့အင်းအဲ့နဲ့တက်လွယ်ဖျားပွဲကျင်းပါရေးခောဘကအဖွဲတယ်ငါဖျန်းပါဝင်လာတာတရွာလုံးအန်အောကြီးကိုတင့်လို့9000တို့လက်နေတံမီမှာ2000တို့မီးသီးတက်ရင် လင်းပါလေလို့ရန်တန်ပြောတဲ့ငဖြန်နဲ့ဒီခောဘကအခွင့်နဲ့တော့ပွဲကြီးပွဲကောင်းတော့တွေ့အောင်ပါ။အိုးငါရွေးသပင်းတွေဖြူနေရကစိတ်ညစ်ပြီးပြန်နှက်မလားမသိဘူး။ကျုပ်ကလည်းအိမ်ကရောအိမ်နီးနာချင်းရောရွာထဲကရောငဖြန်နဲ့ဆွေတဲမျိုးတဲကရောတတိပေးကြတာကြောင့်နားဥနေပြီ။ဒီတငယ်ကိုဘာသဘောမကျတာပါလဲ။ဖြက်ဖြက်လက်လက်နဲ့ပိုဆိုလဲတူပါဒီဆိုလဲတူပါ အဲ့ဒါကိုများမြမုံကျိုးတို့ပြောတာဆိုတာဖြစ်ချင်းဖြစ်မှာပေါ့ပိုပြီးစီကားလို့ထင်ပါရဲ့အခန်းတော့ဇာအဖွဲကမော်တော်ကြုံရက်နဲ့ကြိုရောက်ကြရာရှိတတဲ့နှစ်ရက်သုံးရက်တောင်မဟုတ်ဘူးတပတ်တိတိဆော့ရောက်မှာ ကောင်းတာပေါ့မျော်ရမျော်ရလေပင်းရှည်တဲ့ဒုက္ခဝေးပြီးစိတ်အေးရတာပေါ့လေတကြီးဇာသမားတွေကကြိုရောက်တာအားနာနေတယ်မောင်ဖြံကမျက်တောင်ပေကလက်ပေကလက်ကြည့်ပြီးပြောတော့ ကျုပ်နားမလဲဘူးဒါနဲ့ဘာလို့လဲကွာစားရည်တောက်ရည်အားနာလို့တဲ့ဟာတို့ရွာလာတဲ့အခါတို့ရွာကခမ်းစားရည်တောက်ရည်တို့တောင်းဝန်ပေါ့လူ30တောင်းဝန်ဆိုတော့ချက်မကြွေးပါနဲ့တကြီးရယ်တန်ရယ်ဖင်းသားဖို့ရယ်ထင်းတို့အိုးတို့ပကံခွက်ရောက်တို့သာပေးတာပါသူတို့ဘာသာသူတို့ချက်စားပါမယ်တဲ့ဒါနဲ့ဂောဘကအဖွဲတဲကငွေကန်ကိုတရက်စီထောက်မပေးပဲ တပတ်စာငွေထုတ်ပြီးစံထင်းပေးထားဖို့ကျုပ်ကပြောလိုက်တယ်။အဲ့ဒီအတွက်ဇာတမားတွေကိုငွေတဝါပေးဖို့ငဖျံကိုပဲကျုပ်လွှတ်လိုက်တယ်။ငဖျံကိုကျုပ်ကမှားထားတယ်။ဇာတမားတွေမညှို့ညင်အောင်ပြုစုဖို့ကောင်းအောင်ကပေးဖို့အစဉ်ပြေအောင်ပေါင်းထားဖို့တပြိုင်နက်တည်းဖျားပွဲစီကားအောင်ကျုပ်တို့တစ်ဖွဲ့လုံးနဲ့ကြရမြင်ရတော့ဘောင်းစီအောင်ငဖျံဝင်လို့ကိုအခန်းလေးတရှိ မန်တထိုးတန်ခါစင်ဆောက်တာဒီပြင်းလူခိုင်းမှလားဗျာကျုပ်ဇက်စင်မှာတွားနေရတာမအားဘူးသူတို့နဲ့အတူတူထမင်းစားမှဘယ်သူကတွင်ပြက်တယ်ဘယ်သူစူးစားကမယ်မကဘူးဆိုတာကျုပ်သိရမှာညနေတောက်ပွဲစားပွဲကြတယ်ကျုပ်ကထိန်ရင်ကူတောက်ရတာငါပြန်ကလူရှိမချောင်သူကြီးမချောင်ကျုပ်ကိုတော့မြင်လားဆန်လားစင်ရှင်စေလက်တွေသေးတာလေပြီလူကြီးဆိုတော့စိတ်ချုပ်ရထိန်ရတဲ့ဘော ။မနေ့ညနေကတည်းကကျုပ်ရဲ့ဂေါဘကအဖွဲ၃ယောက်ကဆရာတော်ဘုရားစီ အစီအစဉ်လျှောက်စီရာကိစ္စ၊ဒေဒီတော်ထုံးတင်ငန်းကပ်ရေးကိစ္စနဲ့ဖျားဝင်းစီအသွာဘဲတော်ပြတဲ့ကြီးဖျားသွားမလို့ကွာ။အာတကြီးတို့ကလည်းဖျားဝင်းကြီးသွားသွားနေတော့တာပဲ။ဇက်ယုံဘက်လည်းလာအောင်ပါပေါ့။အာမင်းအမေလေးဖျားပွဲကျင်းပမှာဖျားဝင်းမသွားတော့ဘယ်သွားရမှာလဲငါပြန်မင်းပြောပုံကကျုပ်ကငေါ့တော့ ငပြန်မျက်နာပြတ်သွားတယ်။ပိုဘက်ကိုရှာကနေတဲ့အထွက်မှာစရင်စစ်မန်ညိုကဟေ့ငပြန်နင်ငွေထုတ်ရင်တကြီးကိုပြောပြီးမဲတော့စီမှာထုတ်ပါပြောထားတဲ့ကြားကတကြီးမသိပဲထုတ်ပေါင်းများပြီ။ငါစီလဲစရင်နဲ့အင်းနဲ့နေတိုင်းရှင်းပါဆိုရက်နဲ့တခါမှမရှင်းသေးဘူး။ဗါတဲ့ကြက်တကောင်ဝယ်ချက်တင့်ငွေလျှောက်ရ။မှတ်ချက်တိုက်ကျဲဆိုတဲ့ဖျားကြီးရှင်းနဲ့လုံမလို့လား။ရဏန်လေးတွေထွက်ဆပြုတ်ပြီး ငါပြန်ရှေစားလက်စကလေးတွေကြုံမြင်ရစပြူလာနေပြီညမနဲ့ဟင်ဘူနေ့လေကော်ဖီရေဘူညနေထမ်းရေကစော်ဘူးဆိုပြီးဗန္နာရေးမှုမဲတော့စီကနေထုတ်ထုတ်ပင်းငွေကနေတိုင်းယတိပြက်အပူလိုမကြရတဲ့နေ့နေ့ညညငါပြန်မှာရစ်တစ်တစ်ရီတီတီဂျုံထဲမှာမင်းသားမင်းသမီးတွေဆိုင်းသမားတွေနဲ့တဝါဝါတဟဟာ စားဟဲတောက်ခွေနဲ့နေတိုင်းဖုန်ကြီးကြောင်းစီရှိဦးမလဲ ဖျားဝင်နဲ့မျက်နာမမူဇမင်းသားကို သူ့အိမ်မှာဧကန်လို့ဧကန်ဇမင်းသမီးနဲ့ရင်းသမလေးတွေလူရှင်တော်တွေကသူ့အိမ်မှာတယုံယုံတတော်တော်ဖျားပွဲအစည်းအဝေးကလည်းသူ့မလားကျုပ်ကအခေါ်လွတ်လဲစကားမပြန်ဇက်ကောင်းမှ လူစီလူစီမှကြောင်ရော်ဖျားအလိုငွေအတွက်လဲတူပွဲစည်တန်းစီကားမှ ကို့ရွာသူရွာသားတွေထွက်တဲ့မုတ်ပဲတေသာဆိုင်ရောင်းလို့ကောင်းအဲ့ဒါကြောင့်ဇက်သမားတွေပျော်ရွှင်စိတ်ချမ်းသာအောင် မင်းတောင်းဝန်ယူပေတော့ဆိုတဲ့ကြုတ်စကားကို သူကထောက်ပြီးပြောတော့တာကို တပားသူတွေလက်လျင် ဝင်ကူရွာရီကျောင်းရီဖျားရီကျုံသမျှကျုံသမျှဝင်လုံးဆိုတဲ့ကြုတ်စကားတွေကိုတော့ဝါကွက်ပြီးရှမ်းကျုတ်ကခေါင်းငေါတော့ဇမင်းသားချင်းမှစူရပါမလားဆိုပြီးစိတ်ကောက်စကားတောင်မပြောတော့ဘူးမျက်နှာချင်းဆိုရင်တော့ငပြန်ကမျက်နှာကွဲသွားပါလိမ့်ရောကျုတ်ဒေါသလည်းဖြစ်တာပေါ့ ဖျားပွဲမပြီးမရှင်းတော့ဒီကောင်ကိုတဲငင်းခံရမှာပေါ့လေတကြီးဆိုပြီးဘာတက်လဲအလကားဟာကြီးတကြီးကတော့ဒေါ်ပိန်မနဲ့စကားများရံဖြစ်တုံးကကျုပ်ဖြန်းပြေးဝင်ဆွဲပေးခဲ့ရတာအဲ့ဒီကျေးဇူးတော်မထောက်တဲ့တကြီးသူငွေလိုလို့သူ့သမီးကြီးစီငွေသွားယူပေးပါဆိုလို့ကျုပ်သွားယူပေးရတဲ့ကျေးဇူးလည်းမထောက်တဲ့တကြီးဇာတမားဧကန်နဲ့ငွေစရင်သူ့စီမပြတာလေးနဲ့လူရှိသူချင်းငောက်တဲ့အလကားလူကြီး ုံလို့အသေးဆုံးထပ်ယူတာဘာတုံးတယ်လဲမေးတလားဗျာဒီလူကြီးအလကားလူကြီးပါဗျာအရေးမဆိုင်လို့မဆိုင်တယ်လို့ကုလို့နေပြစ်တာဟူသောအတန်တွင်ကျုပ်တဆင့်တဆင့်ပြန်ပြီးကြားရပါရဲ့ဇတမားတွေနဲ့လုံလာထွေတာငါပြန်ပလဲပဏံတင့်လို့တခြားသူတွေကဖျားပွဲကိစ္စကူဖို့ခေါ်လဲငါပြန်အရေးမဆိုင်မတ်တတ်တိုင်တွေကိုပန်းဆက်ခုကပ်ဖို့ကျုပ်ကလူလို့ခေါ်တော့ထားလိုက်စမ်းပါအရေးမပါတဲ့ဟာတွေတဲ့ ဖြန်ကမဖြန်ကကြံတဲ့သူတွေနဲ့လဲကန္နကောစာနာမည်ကြီးဇမင်းသားနဲ့ဇက်အဖွဲ့နဲ့ပဲတယုံယုံအခန်းကဖုံးကြီးဘွဲအတွက်အသေးအမြင့်ငားတက်တာကိုဇက်အဖွဲ့တွေဆိုပြီးငဖြန်စို့ယူသွားတဲ့ဇသမားနေအတွဲဆိုပြီးငွေကင်စီကငွေတွေထုတ်စရင်တောင်းတော့ကုံနာက ကုံနာပေါ့မဆလာတထုတ်တပြားအထိဆင်းရဲမလုံနိုင်လို့ငဖြန်ကအဲ့ဒါလိုပြန်ပြောဆိုပဲ ကျုပ်ကိုလည်းရန်သူလိုဆက်ဆံပြီးစကားအပြောအဆိုအနှုတ်ဆက်မရှိ သူ့ကိုတခြားလူတဲ့နေရာဝင်ကူဖို့ပြောတဲ့မြတ်သူနဲ့စူးစို့လှန်ထိုးပြန်ပြောပြီးတဲ့ဇက်ယုံမာနေဇက်ယုံမာစာဇာသမားတွေနဲ့စုကယုံကထရေဆိုင်သွားရွာတဲကဟိုအိမ်ဒီအိမ်လဲစားဟဲတောက်ဟဲဟားဟဲကျုပ်ကိုသူ့အဖေအရွယ်ဆိုတာလည်းမသိဘဝင်အမြင်ကြီးမြင့်ဘသူ့မှလူမထင်ဒါနာရေးမှုနဲ့ကျုပ်လဲ ။ညနေချင်းဆိုင်ရင်ငဖြန်ရဲ့ဖျားကြီးရှင်းတဲ့ကိစ္စစိတ်ထိုးကြရပြီ။ဇတမာသစိမ့်သိရန်တွေရှိနေသေးတော့ညနာထောက်ရစိတ်ရှုပ်ထားရတာကြုတ်အတော်ပင်ပင်မနေပြီ။ငဖြန်ကအတော့ကိုမထီမဲ့မြင်မတိမသာစော်ကားတာမျိုးတွေလည်းလုပ်ရဲ့။လူကြီးသူကြီးသာကြုံမဟုတ်ရင် ရိုက်တက်ပြီးပြီ။ဧည့်သည်သစိမ့်ဇက်အဖွဲ့ကလူတွေရှိနေတော့ခပ်ပါဗျာ။ပြောဝင်ပြီးသွားပြီ။ဖျားပွဲပြီးတော့နေသူရောက်လာပြီ။ ဓာတ်ဖွဲ့ကမိုးလင်းသည့်အထိဇံမဆွဲတော့နန်းနဲ့၄နာရီမှပြည်ပုံးခါချသွားလေသည်ချက်ချင်းပဲတိမ့်ကြဆဲကြနဲ့ညနေရောက်လာမဲ့မော်တော်နဲ့တနေကူရမယ်လေငဖြန်ကကူပြီးတိမ့်လို့ဘာလို့လဲတရွာလုံးကနားဆွင့်လို့ပေါ့ညနေမော်တော်အိုးအိုးတန်ကြားရတယ်ကျုပ်တို့လူကြီးတွေစုပြီးဇာအဖွဲ့ကိုတွားနှုတ်ဆက်ကြတယ်စာရေးနော်ဒါလည်းနော်အလဲလာမှာစသည့်နှုတ်ဆက်စကားတွေက ငဖျားနဲ့ဇက်အပွဲသားတွေရဲ့နှုတ်က နေမဆောင်တဆောင်းမှာမော်တော်ထွက်သွားတယ်။ကျုပ်တို့အားလုံးပြန်လာခဲ့ကြတယ်။ကန်နဘူးမှာငဖျားတယောက်ပဲငုတ်တော့မော်တော်အဝေါ်တန်တက်တက်ကြားရတော့ကျုပ်တို့ရွာထဲရောက်နေပြီ။မြင်အောင်နဲ့ငဖျားကို7နှစ်တနည်း3နှစ်တနည်းပြန်ဆောင်ခြင်းမှာပြန်ဆောင်ရမယ့်ဧည့်သည်တွေကိုငဖျားလွမ်းနေတန်တနေလောက်ရောပေါ့။ ငပြန်ဘသူတွေနဲ့အခုချိန်ကစပြီးညနေချင်းဆိုင်မလဲသူ့အရေးမဆိုင်တဲ့ကျုပ်သူ့ဘက်ကန်တဲ့တရွာတဲ့သားတွေသူ့နေနေတဲ့ရွာ သူ့တယုံယုံနေခဲ့တဲ့သူတွေဘလောက်ကြာသွားပါလဲသူ့သွားလဲလိုက်သွားလို့မဟုတ်သက်သူ့လဲအရေးရလောက်ပြီးခေါ်ပင့်မသွားကြအပြောဆိုအဆက်အဆန်သူ့အာသာဥညွတ်ခဲ့တဲ့သူတွေသူ့အပားနိုင်မရှိတော့သူတို့အပားတွင် သူ့မရှိနေတော့ မိုးရှုပ်နေရင်ငါပြန်ဘဲသွားကြရရှိလေရွာသူရွာသားတွေကျုပ်တို့တို့တွေရှိရာကိုသူပြန်လာရတော့မယ်ပေါ့လေမနေလျင်အိမ်ဖြတ်ပြီးရွာပြောင်းရုံပဲဒါမှမဟုတ်လေသူကမ်းပေါ်မှာထိုင်နေတော့မျက်နာမူသားရကိုပဲတက်တက်ရှောက်သွားလိုက်ရုံပေါ့လေငါပြန်အတွက်လားရလန်းရွေးစရာရှိမှမရှိတော့တာတကြီးတက်တန်းအနှစ်၄၅၀အတွင်းမှာပေါ့ဗျာငါပြန်ဖြစ်ပုံကိုတန်ဝေကကြီးကြီးကျယ်ကျယ်ရမိပါရဲ့ ဟုတ်ကဲ့ပါခင်ဗျာဒီနေ့မှာချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့ကြသူညီကောင်မတော်များအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအားလုံးကိုစိတ်နှပါချွန်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ